စစ်ကော်မရှင်တပ်နဲ့ဩဇာခံစီးပွားရေးလုပ်ငန်းရှင်အတိုင်းဝိုင်းကပြည်တွင်းရွှေစည်းကိုကြောက်အောင်ချနေပေမဲ့နောက်ထပ်စံချိန်တင်စည်းတရက်ကိုရောက်ရှိသွားပြန်ပြီဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကစတင်ပြီးကမ္ဘာရွှေဈေးတအောင်ဆကို American Dollar 4000ကျော်အထိမြင့်တက်လာပြီးတဲ့နောက်ပြည်တွင်းရွှေဈေးကတစ်ချက်သားကိုကျပ်83သိန်းအထိမြင့်တက်လာတယ်လို့ရွှေဈေးကထဲကနေသိရပါဗျ။ အော်တိုဘတ်ဆက်ရဲ့မုံလွဲပိုင်းမှာတော့ကမ္ဘာရွှေဈေးကတောင်ဆောက်ကိုအမေရိကန်ဒေါ်လာ၄00အောက်ကိုပြန်လည်ကျဆင်းလာပြီးအတက်ကျမငြိမ်ဖြစ်နေတဲ့အတွက်ပြည်ရင်းရွှေဈေးနှုန်းကိုစောင့်ကြည့်ပြီးတော့မှသာအယောင်ဝယ်လုတ်တင်တယ်လို့ရွှေလုံငန်းရှင်တွေကတိုက်တွန်းထားပါတယ်။ရွှေဝယ်စုမဲ့သူတွေအတွက်ကတော့နှစ်ခါပြန်စဉ်းစားနေရမယ့်အခြေအနေပဲလို့ရွှေလုံငန်းရှင်တူကပြောပါတယ်။ဈေးကနေတော့စောင့်ကြည့်တင်တော်ဘောဒီအခြေအနေဒီဈေးကမငြိမ်ဘူး။ဒီတိရကျသွားနေလို့ရုပ်ရည်လည်းကျသွားနိုင်အောင်ပေါ့။ ဲ့တော့ဈေးစားတဲ့သူတွေကကြိုက်တာပေါ့ဈေးကိုကိုဝယ်စုမဲ့သူတွေကျွန်တော်နေ့နှစ်ခါပြင်စင်းစားတဲ့နေထားပေါ့ကျေးဇူးတော်ပြင်ဆင်မှုတော့မလွယ်ဘူးကျေးဇူးတော်ပြင်ဆင်ဖို့ဆိုလို့ရှိရင်ဒေါ်လာလေး၄00အောင်ပြင်ရအောင်မယ်ကမ္ဘာစီရလည်း၄00အောင်ပြင်ရဖို့လိုနေတာပေါ့3000 3000 900ဝန်းကျင်တော့ဖြစ်ဖို့ဆိုတော့လွယ်တော့မလွယ်တော့ဘူးကျွန်တော်တို့မပြည့်စုံနေတော့မလုပ်ဘူးအပြည့်အစုံလုပ်နေပဲရောင်းဝယ်ပုံမှန်ဖြည်းဖြည်းချင်းဖြစ်တော့ပေါ့အများကြီးတော့မဖြစ်ဘူးပေါ့ ပြည့်ရတဲ့ရပိုင်းကဖြစ်ပေါ်ခဲ့တဲ့ကမ္ဘာရွှေဈေးဟာနှစ်ပေါင်း30အတွင်းအမြင့်ဆုံးစံချိန်တင်ဈေးလို့သိရပါဗျ။အမေရိကန်ဒေါ်လာဈေးကျဆင်းလာပြီးအမေရိကန်ဗဟိုဘဏ်ရဲ့အတိုးနှုန်းလျှော့ချမဲ့အစီအစဉ်တွေကြောင့်အခုလိုကမ္ဘာရွှေဈေးကမြင့်တက်လာခဲ့တယ်လို့အစ္စရေးကာဇာစစ်ပွဲကလည်းကမ္ဘာရွှေဈေးအပေါ်တက်ရောက်နေရလို့ဈေးကွက်ကျွမ်းကျင်သူတွေကအမှတ်ချက်ပေးပြောဆိုကြပါဗျ။လက်ရှိကမ္ဘာငနေရဆိုရင်ကမ္ဘာဈေးကတော်တော်လေးတက်သွားတာပေါ့။ကမ္ဘာဈေးတက်ပြီးတော့ဒေါ်လာဈေးကလည်းနည်းနည်းပြန်လာတဲ့အခါကျတော့83ကျော်သွားတယ်မင်းကြီး။ဒီနေ့ကကျတော့ကမ္ဘာဈေးပြန်ကျတယ်။ ပြင်ကြတဲ့ခါကျတော့ဈေးစားဖွင့်ကျတော့ကျွန်တော်80ဝန်းကျင်တော့လည်းစားဖွင့်တယ်ကြရပေါ့တရက်ကိုတသိန်းလောက်တက်ကြပြင်မြန်တက်တာပေါ့အမေကတော့ဒေါ်လာမှလုတ်ထင်တယ်80ကိုလည်းပြင်ကြောနေ2000 3000တော့ဘူကကျတော့ကပတ်စီတက်တယ်မြမစီကတက်တယ်တိုးဝင်မယ်လေဒေါ်လာအကျနေကြတော့မြမစီကရရင်မတက်ဘူးဖြစ်နေရပေါ့ဒေါ်လာသေးတာ၄000နေရာတော့ရလို့ရှိရင်ကိုတက်နိုင်ပါရဲ့ရေ85လောက်ဒီတက်နိုင် အာဏာသိမ်းပြီးတဲ့နောက်ဈေးတွေအဆမတန်တက်လာခဲ့တဲ့ရွှေဈေးကိုဆွဲချဖို့ကြိုးစားနေတဲ့စစ်ကောင်ရှင်အနေနဲ့လည်းလက်ရှိအခြေအနေကိုဝင်ရောက်ထိန်းပေးနိုင်တဲ့အခြေအနေမှမရှိဘူးလို့ရွှေကုန်သေးတွေကပြောဆိုနေကြပါတယ်။တမတ်စီတိုင်းမရောင်းရင်စစ်ကော်မရှင်ကဖမ်းဆီးနေတာကြောင့်ရွှေဆိုင်တွေအနေနဲ့ကတော့အယောင်းဝယ်ကိုထိရောက်နေရပြီးလူတလောက်ရောင်းပေးနိုင်တဲ့အနေထားမှလည်းမရှိဘူးလို့လည်းသိရပါဗျ။ အော်တိုဘာ၁၀ရက်ဒီနေ့ပြင်ပရွှေဈေးကွက်မှာတော့အခောက်ရွှေတစ်ချက်သားကိုကျပ်82သိန်း5000ရှိနေပြီမဲ့စစ်တပ်ဩဇာခံရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း WGEA ကတော့အရင်ရက်တွေကအတိုင်းတစ်ချက်သားကို59သိန်း9000ကျပ်ပဲဈေးဆက်လက်ဖွင့်ထားတာကိုတွေ့ရပါတယ်ကမ္ဘာရွှေဈေးကတော့တောင်ဆကိုအမေရိကန်ဒေါ်လာ၄၀၀၀ကျော်ကနေဒီကနေ့မှာတော့တောင်ဆကို၃၉၉၀ဒေါ်လာကိုကျဆင်းလာတယ်လို့သိရပါဗျ။